exponent rules and old question ပထမဆုံးအနေနဲ့ဆရာတို့ဒီဗီဒီယိုဖိုင်ဟာ list question တွေကိုပေးတဲ့ဗီဒီယိုတစ်ပုဒ်မဟုတ်ဘူးဆိုတာကိုပြောပြစီ GED ကိုစကြွိုင်းကျင်တဲ့လူငယ်တွေနဲ့ GED ဖြည့်ဆုံးမဲ့ကျောင်းသူကျောင်းသားတွေအတွက်အထောက်အကူပြုလေ့လာစရာသိသင့်သိထိုက်တဲ့ main point တွေကို2024မှာမေးခဲ့တဲ့ exponent rule နဲ့သက်ဆိုင်တဲ့ပုစာအချို့နဲ့အတူလေ့လာလို့ရအောင်ဆရာတို့ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်ရင်ဆုံး o question တွေကိုမလေ့လာခင်ဆရာတို့ exponent rules တွေကအရေးကြီးတဲ့အချက် ိုးချက်ကိုတည်ထားမယ်။ rule number 1 product rule product rule ဆိုတာအခြေတူကိန်းအချင်းချင်းမြောက်မယ်ဆိုလို့ရှိရင်ထညွန်တွေကို ပေါင်းပေးရမယ်။ဥပမာကြည့်ရအောင် x power m နဲ့ x power m မြောက်မယ်ဆိုရင် x ဆိုတဲ့အခြေကတူတဲ့အတွက်ထညွန်ပြတဲ့ m နဲ့ n ကို ပေါင်းပေးရမယ်။ဒါဆိုရင် x power m plus n ရမယ်။နံပါတ်2က question rule question rule ဆိုတာအခြေတူကိန်းအချင်းချင်းစားမယ်ဆိုရင်ထညွန်တွေကိုနှုတ်ပေးရမယ်။ ဥပမာ x power m နဲ့ x power n ကိုစားမယ်ဆိုရင်အခြေ x ချင်းတူတဲ့အတွက် power m တဲကနေ n ကိုနှုတ်ပေးရမယ်ဒါဆိုရင် x power m n ကိုရမယ်နံပါတ်3က power of a power rule ထက်ညွန်ပါတဲ့ဂိမ်းတစ်ခုမှာနောက်ထပ်ထက်ညွန်ရှိနေမယ်ဆိုရင်အဲ့ဒီထက်ညွန်တစ်ခုကိုမြှောက်ပေးရမယ်ဥပမာ x power m မှာတဟို power n ရှိနေမယ်ဆိုရင်အဲ့ဒီထက်ညွန် m နဲ့ n ကိုမြှောက်လိုက်ရင် x power m n ရမယ်နံပါတ်၄က power of a product rule အခြေကိန်းနှလုံးကမြှောက်ထားမယ်ဒါမှမဟုတ်အခြေကိန်းက၃လုံး၄လုံးမြှောက်ထားတာလည်းဖြစ်နိုင်တယ်အဲ့ဒီအခြေကိန်းတွေကိုတွင်စာတွင်ပိနဲ့ရေးပြီးတော့တဟိုးပါဝါထညွန်းတင်တာမယ်ဆိုရင်အဲ့ဒီထညွန်းကအခြေကိန်းအလုံးနဲ့သက်ဆိုင်ဥပမာကြည့်ရအောင် x y တဟိုးပါဝါ m ဆိုပါစို့ x နဲ့ y ရဲ့ကြားမှာဘာမှမရေးထားတာက x နဲ့ y ကမြောက်ထားတဲ့တော့အဲ့ဒီ x နဲ့ y ကိုဝင်းနဲ့ရေးပြီးတော့ m ကိုထပ်ညွှန်တင်တာလေဒါဆိုရင်ဆရာတို့ x power m y power m ဆိုပြီးတော့မှထပ်ညွှန်တွေကိုဖြန့်ပြီးတော့ရေးလို့ရပါတယ်နံပါတ်5 power of a question rule ကိန်းတစ်ခုကစားထားမယ်တနည်းအားဖြင့်အပိုင်းကိန်းဆိုပါစို့အဲ့ဒီကိန်းနှလုံးလုံးကိုခွင်းစားခွင်းပိတ်နဲ့ဆရာတို့ရေးထားပြီးတော့တဟိုး power တင်ထားမယ်ဆိုရင်အဲ့ဒီထပ်ညွှန်ကစားထားတဲ့ကိန်းနှလုံးစလုံးနဲ့သက်ဆိုင် ဥပမာ x နဲ့ y ကစားထားမယ် x နဲ့ y ကိုကွင်းစားကွင်းပိတ်နဲ့ထညွန်းတင်ထားမယ်ဆိုရင် x power m by y power m ဆိုပြီးတော့ထညွန်းတွေကိုဖြန့်ပြီးတော့ရေးနိုင်ပါတယ် number 6 0 exponent rule ဘယ်ကိမဆို power 0ဖြစ်မယ်ဆိုရင်1နဲ့ညီပါတယ်ဥပမာ x power 0ဆိုရင်1နဲ့ညီပါတယ် number 7 1 exponent rule ဘယ်ကဲမဆိုထက်ညွန်ရေးသားထားခြင်းမရှိဘူးဆိုရင်အဲ့ဒီကဲရဲ့ထက်ညွန်ပါဝါဝန်လို့ယူဆနိုင်ပါတယ်။ဥပမာ x ပဲရေးထားမယ်ဆိုရင် x ပါဝါဝန်ဆိုတာသိထားရပါမယ်။နံပါတ်8 negative exponent rule ကဲတခုခုရဲ့ထက်ညွန်ဟာ minus တန်ဖိုးရှိနေတယ်။ဆရာတို့က plus တန်ဖိုးလိုချင်နေဆိုရင်အဲ့ဒီကဲကိုပြောင်းပြန်လှန်ပေးရမယ်။ဥပမာ x ပါဝါ minus n ဖြစ်နေတယ်ဆိုပါစို့။ထက်ညွန်ကို plus တန်ဖိုးပြောင်းချင်ရင်ပြောင်းပြန်လှန်လိုက်ရင်1 by x power m ရသွားမယ်။ဘာလို့လဲဆိုရင်ဂိမ်းပြည့်အပြည့်ဂိမ်းတွေရဲ့အောက်မှာအမြဲ1ရှိတယ်ဆိုတာ သိထားရပါမယ်။ဒါကြောင့် x ရဲ့အောက်မှာ1ရှိတယ်။ပြောင်းပြန်လှန်လိုက်တော့1 by x power m ရသွားခြင်းပဲဖြစ်ပါတယ်။နောက်ဆုံး rule ကတော့ fraction နဲ့ exponent rule ပဲဖြစ်ပါတယ်။ဂိမ်းတစ်ခုရဲ့ထက်ညွန့်တန်ဖိုးက square root နဲ့ beta လို့ပုံစံဖြည့်ရှင်တဲ့အခါမှာဆရာတို့ခက်ခဲတယ်ဆိုရင်ထက်ညွန့်ကို အပိုင်ငယ်အနေနဲ့ပြောင်းလို့ရပါတယ်။ ဥပမာ m square root x power m ပေးထားလဲဆိုပါစို့ square root ရဲ့အရှိကအန်ကအထညွန်ရဲ့အခြေဂိမ်း x ပေါ်မှာရှိတဲ့အန်ကအထညွန်ရဲ့ပိုင်းဝေအနေနဲ့ပြောင်းပြီးတော့ x power m by n ဆိုပြီးတော့ရေးနိုင်ပါတယ် exponent rule တွေကိုဆရာတို့လေ့လာပြီးပြီဆိုတော့2024ရဲ့ o question တွေကိုဆရာတို့လေ့လာကြည့်အောင်။ question 1မှာ w power h by z power h ဆိုပြီးတော့ပေးထားတယ်ဒီပုံစံမှာမိထားတဲ့အဓိကအချက်နှစ်ချက်ရှိတယ်ပထမကကိန်းတွေကိုပြောင်းပြန်လှန်လိုက်ရင်ထက်ညွန့်တန်ဖိုးအပေါင်းကနေအနှုတ်အနှုတ်ကနေအပေါင်းပြောင်းနေဆိုတာရယ်ဒုတိယအချက်ကအခြေသူကိန်းအချင်းချင်းမြောင်းရင်ထက်ညွန့်တန်ဖိုးကိုပေါင်းပေးရမယ်ဆိုတဲ့အချက်ကိုသိလားမသိဘူးလားဆိုတာကိုမိထားခြင်းပဲဖြစ်တယ်ကြည့်ရအောင် w power h by z power h ဲ့ဒီမှာဇက်ကိုအပေါ်တင်လိုက်တော့ w power a z power -a ဖြစ်သွားမယ်ဒါကပထမအချက်ပြီးရင် w power a z power -h မှာ z power -8 ကို z power -4 z power -4 ဆိုပြီးပြန်ခွဲရေးလို့ရတယ်ဘာလို့ဆိုဘာလို့လဲဆိုရင် z power -4 နဲ့ z power -4 မှာအခြေတူဇက်အချင်းချင်းမြောက်ထားတဲ့အတွက် ဆက်တလုံးတည်းရေးပြီးထညွန်မိုင်းနက်4နဲ့မိုင်းနက်4ကိုပေါင်းလိုက်တော့မိုင်းနက်8ပြန်ရမယ်နောက်ဆုံး zest power မိုင်းနက်8ကိုပြန်ရမှာပဲဖြစ်တယ်။ဒါကြောင့် zest power မိုင်းနက်8နဲ့ zest power minus 4 zest power minus 4ကအတူတူပဲဆိုတာသိရမယ်။အဖြေက w power h zest power minus 4 zest power minus 4ပဲဖြစ်တယ်။မိကုန်းမှာတော့သူရွေးစရာ၄ခုပေးထားမယ်။ အဲ့ဒါလို့မဟုတ်ဘဲနဲ့ W power 8ကိုခွဲပြီးတော့ W power 4 W power 4 sus power -8 လို့ပြီးထားမယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒါကအဖြေပါပဲနောက်တစ်ခုက W power 4 W power 4 sus power -4 sus power -4 ဆိုပြီးတော့ W ရော Z ရောမှရှိတဲ့ power တွေကိုခွဲထားမယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒါသူရဲ့အဖြေပဲဆိုတာသိရမယ် လီကွက်ရှင်တွေကိုကြည့်မဲ့အစားဆရာတို့ပုံစံတဘောတရားကိုနားလည်အောင်လုပ်ပြီးတော့ပုံစံပြောင်းမယ်ဆိုရင်လည်းဆရာတို့တွက်တက်မှာဖြစ်ပါတယ်။နံပါတ်1ကိုကြည့်ရအောင် W power 2 the whole power 6 into z power minus 4 into z power minus 4လို့ပေးထားတယ်။ဒီပုံစံမှာအချက်၃ချက်မေးထားတယ်။ကိန်းတစ်လုံးမှာထညွန်နှစ်ခုပါရင်ညှောက်ရမယ်။အခြေတူကိန်းညှောက်ရင်ထညွန်ပေါင်းရမယ်။ကိန်းကို အပေါ်အောက်ပြောင်းပြန်လှန့်ခြင်းထညွန်းတန့်မှုအပေါင်းကနေနှုတ်အနှုတ်ကနေအပေါင်းပြောင်းနေဆိုတာကိုမိထားတာပဲဖြစ်ပါတယ် W power 2 the whole power 6မှာထညွန်းပြတဲ့2နဲ့6ကိုမြှောက်တော့ W power 12ရအောင် search powers minus 4နဲ့ search power minus 4နဲ့မြှောက်တော့ z အချင်းချင်းအခြေတူတဲ့အတွက် -4 နဲ့ -4 နဲ့ကိုပေါင်းပေးရမယ်။ဒါဆိုရင် z power -8 ရမယ်။ the blue power 12 z power minus h မှာ z power minus 8ကိုအောက်ကိုပို့လိုက်တော့ the blue power 12 by z power 8ကိုရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်အဖြေက the blue power အဲ the blue power 12 z power 8ပဲဖြစ်ပါတယ်။ question number 3မှာ2 power 3 3 square root 125လို့ပေးထားတယ်။2 power 3 d 2ကို3ကမြှောက်ထားခြင်းဖြစ်တဲ့2 3 4 6မဟုတ်ဘူး။2 2 4 4 2 8ဒါကြောင့် နှစ်သုံးတက်သည့်8 3 square root 125ကိုကြည့်ရအောင် exponent exponent root မှာတော့ဆရာတို့ square root ကိုထညွန်းအပိုင်းကိန်းပြောင်းလို့ရတယ်လို့ပြောထားပြီးသားဖြစ်တယ် square root အစီက 3d ထညွန်းရဲ့ပိုင်းကြီး125ပေါ်မှာဘာမှမရှိဘူးဆိုတော့1အဲ့ဒါကထညွန်းရဲ့ပိုင်းဝေဒါဆိုရင်125 power 1/3ရသွားမယ်125ဒီ A 53ကမြောက်ထားခြင်းဖြစ်တယ်ဒါကြောင့်5 power 3ရမ်ဒါဆိုရင်ဆရာတို့ h into 5 power 3 the whole power 1 by 3ရသွားမယ်5 power 3 1 by 3 the whole power 1 by 3မှာထက်ညွန်းတစ်ခုဖြစ်တဲ့3နဲ့1 by 3ကိုမြောက်မြောက်လိုက်တော့3နဲ့3နဲ့ကျေသွားမယ်ဒါဆိုရင်5ပဲကျန်မယ်အဲ့ဒီတော့ h into 5ရမ်8နဲ့5ကိုမြောက်လိုက်တော့14ရမယ်အဖြေက 1440ပဲဖြစ်ပါတယ် question 4ကိုကြည့်အောင်10 3 square root 27ဆိုပြီးတော့ပြထားတယ်ဒီပု္ပ္ပစာကတော့လွယ်တယ်တန်ကတော့တန်ပဲဘာမှလုပ်စရာမလိုဘူး3 square root 27မှာ3 square root ကိုထညွန်အပိုင်းငယ်ပုံစံဆရာတို့ပြောင်းပြရမယ်။ square root အစီက3ကထညွန်ရဲ့အခြေ27ရဲ့အပေါ်မှာဘာမှမရေးထားတဲ့အတွက်1ကထညွန်ရဲ့ဘိုင်းဝေ။ဒါဆိုရင်27 power 1/3ဆိုပြီးတော့ရသွားမယ်။ 27ဘန်းပါဝါ1/3မှာ27ဘန်းက33ကမြောက်ထားခြင်းနဲ့ညီတယ်33 9 93 29အဲ့ဒါတော့10 into 3 power 3 the whole power 1/3ဆိုပြီးတော့ရသွားမယ်3 power 3 the whole power 1/3မှာထညွန်အချင်းချင်းမြောက်လိုက်တော့3နဲ့3ကြည်သွားမယ်ဒါဆိုရင်3ကျန်10 into 3ဆိုတော့အဖြေက30ပဲဖြစ်ပါတယ် နောက်ဆုံးပုံအနေနဲ့ဆရာတို့ question number 5ကိုကြည့်ရအောင်5 power 3 minus 3 square root 64ဆိုပြီးတော့ပြထားတယ်အဲ့ဒါမှာ5 power 3က5 53ကမြောက်ထားတာကိုဆိုတော့ငငါလီ25 25ငါလီ125ရပါမယ်3 square root 64မှာ3 square root ကိုထညွန်ပိုင်းခင်းပုံစံဆရာတို့ပြအောင်မယ် square root c က3ကထညွန်ရဲ့ဘိုင်းကြီး64အပေါ်မှာကဘာမှမရေးထားဘူးဆိုတော့1 ဝမ်ကထညွန်ရပိုင်းဝင်အဒီတော့64ပါဝါ1/3ဆိုပြီးတော့ရမယ်125က125ပဲ64ပါဝါ1/3မှာ64ကအာ43ကမြောက်ထားခြင်းနဲ့ညီတယ်နော်4လေးလေးလေး16 16လေးလေး60လေးနော်43တက်ပေါ့အဲဒါဆိုတော့အာ4 power 3တဟိုးပါဝါ1/3ဆိုပြီးတော့ရသွားမယ်4 power 3 တဟုတ်ပါဝါ1/3မှာဆိုရင်ထညွန်ချင်းချင်းဆရာတို့မြှောက်လိုက်တော့3နဲ့3နဲ့ကြီးပြီးတော့4ပဲကျမယ်။ဒါဆိုရင်1 2 5တွေကနေ4ကိုနှိုင်းနှုတ်လိုက်တော့အဖြေက1 2 1ပဲဖြစ်ပါတယ်။ Thank you for watching.